ါချေတော်မျိုးလို့ရေကျွန်မတို့မှုဖိုင်ဖြစ်ပါတယ်ဒီနေ့2025ခုနှစ်မေလ10ရက်နေ့ပေါ့နော်မင်္ဂလာရှိတဲ့နေ့ရက်ပေပေါ့မနေ့ကကိုယ့်ရဲ့နေ့ညပိုင်းမှာနော်ကိုစောဘုံဟင်းပြန်သွားတဲ့ like နဲ့ပတ်သက်ပြီးတော့ကျွန်မအတိအပြီးပြောကြားသွားမှာဖြစ်ပါတယ်เนาะညကကိုစောဖိုင်းသူ့ရဲ့ like ကနေသူ့ရဲ့ YouTube ကနေပြီးတော့ဒီပြောကြားသွားတဲ့အကောင့်ကเนาะအဲ့ဒီမှာကသတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့တောင်းပန်မယ်ဆိုတဲ့ကိစ္စเนาะသူကဘာကိစ္စကြောင့်တောင်းပန်ဟာမှာလဲဆိုတဲ့စကားရဲ့ဒီအပေါ်ဒီမှာကျွန်မရှင်းပြသွားပါမယ်ကျွန်မကို အနေကပေါ့နော်ကိုရက်နေ့မှာနေ့လေ17နှစ်ရီထိုးခံပြီးလောက်မှာပေါ့17နှစ်50လောက်မှာကိုစောဟိုကိုခေဖုံးကဆိုသူပေါ့နော်ဒါကျွန်မတို့ဒီအမျိုးသားရေးသမားတွေကိုခေဖုံးကဆိုတာလည်းတော်တော်များများပြည်သူတွေသိပြီးသားပါဒါပေမဲ့ကိုခေဖုံးကဆိုတဲ့သူကကျွန်မယနေ့အချိန်ထိကျွန်မမမြင်ဘူးသေးဘူးနော်အပြင်မှာလည်းမမြင်ဘူးသေးဘူးကိုခေဖုံးကဆိုတဲ့သူကကျွန်မကိုဖုံးခေါ်လာတယ်ဖုံးခေါ်လာပြီးတော့ဒီစကားလေးပြောချင်ဖို့တော့ကျွန်မကိုပြောဖို့အတွက်ကိုခွင့်တောင်းတယ်ကျွန်မမိဘပြည်သူတွေကိုကျွန်မခွင့်ပြမယ်နော်ကျွန်မကိုကိုစောဘုန်းဟင်းကနေပြီးတော့သူ့ကိုနှိမ့်ခိုင်းတယ်ဆိုတဲ့အကြောင်းလေးပေါ့နော် 他他么子？对。他他妈的，你这样，他们那个表，手机没安的，是不是？哎，压的表贵，妈，我不看宝贝，压的压的没有，那宝贝刚上面。他就跟那个老手机嘛。压的压的贵，压压的。出去吃个啥酒都。啊。他不是喜欢当那么看的咯？好贵吧，好贵吧，钱。好，就是这个，那这个也不知道，只能在出去。OK。出去干的钱吗？ 喺公司諗好嘢，做曬嗰嘢，阿哥阿婆咯，跟住就物件，跟住諗緊啲事情，跟住就飲飲奶粉咯，慢慢入。就話依啲嘢，就話。 我们国家也是，嗯，所以在公司也蛮有嘛，就是经常在跟老板聊的。အဲ့ဒါလေးကိုအဲ့ဒါလေးကိုလည်းဘောင်းကမှပြရအောင်။ဒီရကမှန်တယ်လေဟိုရဲ့ဂုံတိတ်ခါရတာသူညမလေးကိုစော်ကားခဲ့တာလေအခုညမလေးကညမပါပါတဲ့ကိုစော်ကားခဲ့ဦးညမမတက်ခဲ့ဘူး။ဒီကမ္ဘာပေါ်မှာထအောင်သွေးခွဲခဲ့ရဆိုတဲ့ဒီအယောင်ဆောင်အဟရေးပြဒီသူအလူကနေအောက်စားရဆိုတဲ့ဒီစကားလေးခုခုပဲသုံးနေတာနော်။နော်အဲ့ဒီပုံမှာဟိုခေါင်းကိုခေဖုံးကဆိုတဲ့သူကနော်အပူကညမကို ဆက်ပဲလာပါတယ်ကိုကိုစော်ပေါင်းကြီးကနေပြီးတော့သူတို့ဒါကိုကိုစော်ပေါင်းကြီးနဲ့သူနဲ့စကားပြောပြီးလို့ကျွန်မကိုဆက်ပဲခိုင်းတာပါဆိုပြီးတော့နှိမ့်နှိုင်းဖို့အတွက်ဆက်ပဲခိုင်းတာပါဆိုပြီးတော့ကျွန်မကိုဆက်ပဲလာတယ်နော်ကိုဒီဒီ body မှာကျွန်မကိုသူတို့မှားခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်သူမှားခဲ့တာဆိုလို့ရှိရင်ကျွန်မတို့ညနေချင်းဆိုင်ပြေဆုံးပြီးတော့ဒီအခုသူ့ရဲ့လောက်ရက်တွေသူ့ရဲ့ပြောတဲ့ဟာတွေကမှားခဲ့တာဆိုလို့ရှိရင်ကျွန်မကိုအတိပေးပြီးတောင်းပန်ပါမယ်နောက်ပြီးတော့တရားဝင်ပေါ့နော်ဒီအခုကိုနောင်တော်လေးတို့ကိုနောင်တော်လေးတို့လို့မီဒီယာတွေဒီမျိုးသားရေးသမားတွေပေါ့နော်အဲ့ဒီဟာတွေခေါ်ပြီးတော့မီဒီယာတွေနဲ့သတင်းစာရှင်းလင်းပွဲလေးလုပ်ပြီးတော့တောင်းပန်ပါမယ်ဆိုတဲ့ခါ ာကိုကျမကိုပြောကြခဲ့တယ်ကျမ live လေးဆက်ပြီးတော့ပြမယ်เนาะဒီကိစ္စတွေကိုကျမကလက်လွတ်စပယ်တန်ဖိုင်လေးခွင့်ပြပါမယ်เนาะအဲ့ဒီလိုမျိုးကျမကိုပြောပြီးတော့ညှိနှိုင်းလာတဲ့အတွက်เนาะကျမကဒီစကားကိုကျမကကျမရဲ့ Facebook မမိုးခိုင်ဆိုတဲ့အကောင့်ကနေကျမတင်ပေးထားတယ်ကျမပေါ့စာလေးနဲ့တင်ပေးထားတယ်ပေါ့เนาะကျမသိအောင်ပြောပြလိုက်အောင်မယ်เนาะကိုစော်ဖုံးဟိတ်ဆိုသူမနေ့ကကျမကိုထပ်ပြီးတော့ပြောထားတာလေးဒီရှင်ကယောက်ျားတယောက်ရှင်ကယောက်ျားတယောက်เนาะကျမကမိန်းမတယောက်ဟုတ်လား ရှင့်ကိုလောက်ကြံပါမယ်ဆိုတဲ့စကားရက်ပေါ်ဒီမှာလမ်းမှာလောက်ကြံဘယ်လိုလုပ်မလဲရှင်ရှိတဲ့နေရာပြင်ဦးရင်ကိုလာဆွဲပါလားဆိုတဲ့စကားကိုရှင်မဟုတ်လို့ပဲယောက်ျားတစ်ယောက်ဖြစ်ပြီးပြောထွက်တယ်ဟုတ်လားကျမကမိန်းမသားတရားကိုရှင်ရှင်ကမနေ့တနေ့ရမှာလိုင်းပေါ်မှာပေါ်လာခဲ့တဲ့လူဒေါ်အောင်ဆန်းစုကြည်လက်ထက်ထဲကဒေါ်အောင်ဆန်းစုကြည်သွေးပြတ်အောင်ကြောက်တုံခဲ့ရတဲ့မိန်းမတစ်ယောက်ဆိုလားရှင်မသိဘူးလားကျမကိုသွားခဲ့တဲ့အမြန်လမ်းမှာလောက်ကြံဖို့အတွက်နော်အကျန်းဘတ်1900ချထားတယ်ကျမရဲ့နေအိမ်မှာ နော်တီတဲ့ရေအရာရှိတွေရဲချုပ်ရဲမှုတွေအပါအဝင်ကာကိုစီကိုနေညာစတန်းပိုင်ချပြီးတော့ကျမကိုကင်းဆောင်ပြီးစောင့်ကြည့်ခဲ့တဲ့မိန်းမတစ်ယောက်ကကျမရဲ့အန်ဒီရဲ့နော်မိန်းမသားဖြစ်တဲ့ကျမရဲ့အန်ဒီရဲ့ကိုရှင်ယောက်ျားသားတစ်ယောက်တည်းဖြစ်တယ်ပါနည်းနည်းလေးမှမစင်စားဘူးမစင်စားမိဘူးလားဟမ်ကျမကကျမမျိုးနဲ့ကျမရှိတဲ့နေရာကနေပြီးတော့ကျမတရားစွဲတာလေဟုတ်လားတရားစွဲခဲ့တာကျမကတရားလို့ရှင်ကတရားခံတရားလို့ရှိတဲ့နေရာကနေကျမတရားစွဲတာကိုတရားခံကလာပြီးအမှုရင်ဆိုင်ရမှာဥပဒေနဲ့အညီရင်ဆိုင်ဖို့ပြင်ထားပါ နော်ဥဒေနဲ့အညီရင်ဆိုင်မှုပြီရှင်ပြောသလိုပဲကျမကရှင်ပြင်ဦးလင်ကိုလာဆွဲလို့ရှင်ကပြင်ဦးလင်ကိုအခုရုံးနေဟိုဟာဖြစ်လို့ပြောင်းလိုက်လို့ပြင်ဦးလင်ကနေကျမလာတဲ့လမ်းမှာကျမဒုံမမိုးခိုင်ကိုရှင်ပြောသလိုပဲမလိုအပ်တဲ့လူတွေဒီအကြမ်းဖက်တွေနော်ဒီမနာလိုတဲ့ရှင်ပြောသလိုပဲရှင်ကိုထောက်ခံအားပေးပါတဲ့လူတွေဆူလူဆိုတဲ့လူတွေရှင်ရဲ့လူတွေကကျမကိုလောက်ကြံခဲ့ရင်ရှင်ဘလို့တာဝန်ယူမလဲရှင်ဘလို့တာဝန်ယူမလဲနော် ယောက်ျားဖြစ်ပြီးယောက်ျားဆန်ဆန်နဲ့ပြောပါဟုတ်လားတော်မမုတ်ခိုင်ဆိုတဲ့မိန်းမကဥပဒေနဲ့အညီလုပ်လုပ်ခဲ့တာနောက်ကျောကိုပထမဓာတ်နဲ့မထိုးဘူးဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျမရဲ့ကိုရီးကိုတာကိုရှင်စော်ကားခဲ့လို့ပြောတာမဟုတ်ဘူးဒါကကျမကရှင့်ကိုကိုကျော်ကိုကိုစော်ဘောင်းအင်းကိုကျမ၃ချိန်ညပြောခဲ့ပြီးပြီဟိုလွန်ခဲ့တဲ့ဒီတက်တော့ငါမြေကွန်ဒီ တော်လန်ရဲတွေဒီအကြမ်းဖက်နဲ့စပြစ်ထဲကကိုတို့တွေသတင်းထုတ်လွှင့်မှုတွေအပေါ်မှာနော်တက်နဲ့ပြည်သူကိုတွေးခွဲစေမယ်အထောက်တွေးခွဲစေမယ်အစိုးရကိုဒီနာဆကအစိုးရကြီးကိုပြည်သူတွေနဲ့တက်မတော်သားတွေအောက်ခြေစစ်တီတွေမိသားစုဝင်တွေတွေးခွဲစေမယ်စကားမျိုးတွေအကိုတို့တွေပြောခဲ့တယ်စည်ရေးသတင်းတွေကို ရဲကြီးတဲ့ကိုဘက်ကတမန်တော်သားတွေရဲ့စည်ရဲသတင်းတွေကိုရှင်လိုင်းမောင်ကနေထုတ်လင့်ခဲ့တဲ့အတွက်အန်ရရှိတဲ့အတွက်ကျွန်မသတိပေးစကားပြောကြတဲ့ပြောကြခဲ့ပြီးပါပြီ။ဒါနဲ့မြောက်ဆိုတုံးချိန်ဒေါ်မမုခိုင်ဆိုတဲ့မိန်းမကနောက်ကျောဘတော်မှဒါနဲ့မထုတ်ဘူး။လုံးမယ်ဆိုတရားဝင်ပြောတယ်။အချိန်နှစ်ချိန်သုံးချိန်သတိပေးခဲ့ပြီးသုံးချိန်နောက်ကျွန်မလှုပ်ဆောင်ရင်းဖြစ်တယ်နော်။အဲ့ဒါကြောင့်အဲ့ဒီအပေါ်မှာရှင်ကအောက်လုံးတွေထိုးပြီးတော့ဒေါ်မမုခိုင်ကဘာလဲဆိုတဲ့ဟာတွေကိုလှုပ်ဆောင်ခဲ့တာ။ကျွန်မတို့ကမိကောင်းဖခင်သားသမီးအောက်လုံးအောက်လုံးတွေထိုးပြီးတော့မတိုက်ခိုက်ဘူး။ကျွန်မလိုချင်တဲ့အကြောင်းအရာတစ်ခုပဲဥပဒေနဲ့ကုနာဆက်ကလေးပေါ့နော်။ ရှင့်ကိုအားပေးထောက်ခံဝင်းရံပါတယ်ဆိုတဲ့အမျိုးသားရဲ့တမအညီခံနေအတိဆုံးပဲဒေါ်မမို့ခိုင်ဆိုတဲ့မိန်းမတစ်ယောက်ရဲ့စိတ်ဓာတ်နဲ့လောက်ရဲ့အွေးဘလောက်ရဲတယ်ဆိုတာကျမဘလောက်ထိပေးဆက်ခဲ့တယ်ဆိုတာအဲ့ဒီအမျိုးသားရဲ့တမအညီခံနေအတိဆုံးပဲကျမရဲ့လှုပ်ရှားမှုမှတိုင်းနေမှာသူတို့တွေဘလို့ပါဝင်ခဲ့လဲပါဝင်ဝင်းရံထောက်ခံခဲ့လဲဆိုတာဒီနေ့အချိန်ထိ ကျမတို့မမိုးခိုင်ရက်တည်နေတာဘာသာသာသနာတိုင်းပြည်အတွက်ကျမတို့ရဲ့မိဘပြည်သူတွေနော်ဆင်းရဲဒုက္ခဘေးမှာဒီအန္တရာယ်ဇိုးကြီးဘေးမှာအမြန်ဆုံးကင်းဝေးစေဖို့ကျမတို့တိုင်းပြည်ကြီးအမြန်အေးချမ်းသာရဖို့ကျမတို့ချစ်တဲ့တပ်မတော်သားတွေရဲ့အသက်သွေးချေးတွေကြတာနည်းပါးစေဖို့သူရဲ့မိသားစုတွေနဲ့အတူစိတ်အေးချမ်းသာစွာပြန်လည်နေထိုင်နိုင်ဖို့ဒီအမြင်မှားပြီးတော့လမ်းမကိုရောက်ခဲ့ကြရတဲ့အကျံဘက်ဘဝကိုရောက်ခဲ့ကြရတဲ့ကျမတို့ရဲ့မိဘပြည်သူတွေမောင်နှမတွေအကိုတွေမောင်နှမလေးတွေမမတွေလမ်းမှန်ပေါ်ရောက်ပြီးတော့ကျမတို့တိုင်းပြည်ကြီးအမြင် လမ်းမှန်ပေါ်ကိုရောက်ပြီးတော့အရင်တော့ကလိုပဲစီစီလုံးလုံးနဲ့တိုင်းပြည်ကြီးဘာသာတိုင်းပြည်အတွက်ဘာသာသာသနာတိုင်းပြည်အတွက်မိဘပြည်သူတွေအတွက်တစ်ဖက်တစ်လမ်းကနေအုတ်တချက်တတ်တပွင့်အဖြစ်အကုန်လုံးစုစုစုပေါင်းညီညာစွာနဲ့ကာကွယ်ဆောင်ရှောက်ဖို့အတွက်ကိုကျမကလိုလားခဲ့တာကျမကအဲ့ဒီစိတ်ဆန္ဒတစ်ခုတည်းနဲ့ကျမကရှင်တို့လိုနော်တချို့သောကိစ္စတွေမှာဟိုကျမထုတ်ပြောထုတ်ပေါ်ပြလို့များတဲ့အရာတွေရှိတယ်နော်ကျမကိုအခေါင်းထဲကနေပြီးတော့ ဘာလုံနေလဲဆိုတဲ့လူတွေသက်ဆိုင်ရာလူကြီးတွေသိလေကျမဘာလုံနေလဲဆိုတာမြေပြင်မှာမှတ်ထားတက်မတော်ကိုကျမဘလောက်ပဲကျမဘလောက်ရင်တဲ့တဲတဲတစ်နှလုံးထဲကနေချက်တာနော်ကျမအဲ့လိုချက်ပေမဲ့ဇုံလုံးကမိချက်ခဲ့တာမဟုတ်လက်ရှိမြေပြင်မှာကျမတို့ရဲ့ဘာသာသနာတိုင်းပြည်ကိုတက်ဆာပေါက်နေတဲ့လူကျမတို့ရဲ့မိဘပြည်သူကိုတက်ဆာပေါက်ပြီးဒုက္ခပေးနေတဲ့လူကျမတို့လေးစားချက်ခင်ရပါတော့တက်မတော်ကြီးကိုတက်ဆာပေါက်ပြီးတော့လောက်တက်ဆာပေါက်နေတဲ့လောက်ကောင်ကြီးယူနီဖောင်းဝတ်ပြီးတော့ နော်လှုပ်ရှားနေတဲ့လောက်ကောင်တွေကိုအတွင်းလောက်ကောင်တွေအရာရှိတွေကိုကျမဖော်ထုတ်ပြီးတော့အရေးရှိနေဖို့စ조사နေတာကျမရဲ့ဖခင်ကြီးစီကိုအတိပေးအကြောင်းကြားပြီးသတင်းပေးပြီးပေးဖို့ပြီးတော့ညွန်ကြားချက်နေတဲ့အတူကျမအရေးယူဖော်ထုတ်ဖန်ဆင်းနေတာပါအရေးယူဖော်ထုတ်ပြပေးနေတာပါဒါတွေကိုမသိဘဲနဲ့ဟုတ်လားဟမ်အယောင်ဆောင်သမားတွေကအောက်လုံးအောက်လုံးနေနဲ့မနာလို့တိုက်ခိုက်မရှုစိတ်နဲ့လူတွေကသတင်းမှားတွေနဲ့အကိုစော်ဘောင်းရင်ရှင်ကိုပေးဖို့ပြီးတော့ရှင်ကယောက်ျားသားတယောက်မဟုတ်တဲ့အတိုင်းပဲနော် မိမတယောက်ကိုနဲ့ဖြစ်တဲ့အခါမှာမိမယောက်ျားဒီနေရာမှာမခွဲသားဘူးเนาะအစဉ်တန်းရှိရှိဂုံတိတ်ခါရှိရှိနဲ့ရှင်ပြိုင်ဖို့သာအရေးကြီးတယ်เนาะဥပဒေနဲ့အညီတရက်ခွင့်မှာသမားတို့တွေရင်ဆိုင်ကြတာပေါ့เนาะဥပဒေနဲ့အညီရင်ဆိုင်ကြတာပေါ့အဲ့ဒီအချိန်မှာတရားဥပဒေနဲ့အညီတရက်ခွင့်မှာတွေ့လို့ဖော်ထုတ်လို့ရတဲ့အခါကျရင်အခုလို့သတင်းမတွေပေးဖို့ပြီးဂုံတိတ်ခါကြအောင်လုပ်ခဲ့တဲ့လူတွေလွတ်ဖို့မစင်းစားနဲ့เนาะကျမကဥပဒေနဲ့အညီအရေးကြီးလုံဆောင်သွားမှာဆိုတဲ့အကြောင်းအခုနဟို ပြန်ပြမယ်။တင်းတင်းပွဲလေးလုတ်ပြီးပြောမယ်ဆိုတဲ့ဟာကိုကိုကိုဖုန်းကပြောခဲ့တာလေ။ကျွန်တော်ရုပ်ကိုပို့လိုက်တာကျွန်တော်ပါ။ဟုတ်ကဲ့။ဟုတ်ကဲ့။ဒီကရှင်းနေတာတော့ဒီကောင်ကတရင်းနဲ့ရှင်းနေတယ်။အင်းတင်းတင်းပွဲရအောင်လုပ်မယ်လေဒါကတော့။ဒီကကလူတိုင်းမှာမှာတော့